ဗင်နီဇွဲလားနိုင်ငံကရေနံနေတင်လာတဲ့တင်မော်တစင်းကိုဗင်နီဇွဲလားကမ်းလွန်ပင်လယ်မှာအမေရိကန်ကသိမ်းပိုက်လိုက်ကြောင်းသမ္မတဒေါ်နယ်ထရမ့်ကဒီဇင်ဘာလ10ရက်နေ့မှာပြောပါတယ်။ As you probably know we've just uh, seized a tanker on the coast of Venezuela, large tanker very large. largest one ever seized actually. ဒီဂျီနာတင်တင်မော်ဟာအရန်ကြည့်ပြီးအမေရိကန်ကသိမ်းပိုက်ခဲ့သမျှထဲမှာအကြီးဆုံးဖြစ်တယ်လို့သမ္မတထရမ့်ကပြောပါတယ်။ တင်မောပါပါလာတဲ့ယင်နယ်တွေကိုတော့အမေရိကန်ကပဲယူထားလိုက်မယ်လို့သမနာထွန်းကပြောပါတယ်။စကစ်ပါလို့အမည်ပေးထားတဲ့အဲ့ဒီတင်မောဟာပိတ်ဆို့တခန့်ခံထားရတဲ့ဗင်နီဇွဲလားနိုင်ငံကယင်နယ်တွေတဲလာတာလို့အမေရိကန်ကပြောပါတယ်။ဒီတင်မောကိုအမေရိကန်ရေတပ် FBI နဲ့အမိမြေလုံခြုံရေးဝန်ကြီးဌာနတို့ရဲ့ပံ့ပိုးကူညီမှုနဲ့အတူကမ်းခြေဆောင်တပ်ဖွဲ့ကဥဆောင်ပြီးတင်ပိုက်လိုက်တာ ဖြစ်ပါတယ်။တင်မောကိုတင်ပိုက်တဲ့မှတ်တမ်းဗီဒီယိုကိုပြည်တော်စုရှစ်နေကျုပ်ပန်ဘွန်ဒီက ထုတ်ပြန်တဲ့အထက်မှာလည်းလက်နက်ကင်တပ်ဖွဲ့တွေရဟယင်နဲ့တင်းမောပေါ်တက်သွားတဲ့ပုံကိုတွေ့ရပါတယ်။ဗင်နီဇွဲလာအစိုးရကတော့ဒီလောက်ရအပေါ်ပြင်းထန်စွာဝေဖန်လိုက်ပြီးဒါဟာနိုင်ငံတကာပင်လယ်ဓားမြမှုဖြစ်ပြီးပြောင်ပြောင် တင်းတင်းခိုးယူတာလို့ပြောပါတယ်။အခုသိမ့်ပိုက်ခံလဲရတဲ့တင်းမောဟာဂူယာနာနိုင်ငံအလံတင်ထားပေမဲ့အဲ့ဒီတင်းမောဟာသူတို့နိုင်ငံမှာမတ်ပုံတင်ထားတဲ့တင်းမောမဟုတ်ဘဲအလံကိုလိမ်ပြီးတင်ထားတာဖြစ်ကြောင်း ဂူယာနာအစိုးရရေချောင်းအုပ်ချုပ်ရေးဌာနကပြောပါရယ်ဗင်နီဇူလာတမ်မရာနီကိုလတ်စ်မာဒူရိုအတွက်နေရမဲ့ရက်တွေတိတ်မကြံတော့ကြောင်းနဲ့စစ်တပ်နဲ့ဝင်တိုက်မယ်မတိုက်ဘူးဆိုတာကိုအတက်မပြောနိုင်သေးကြောင်းဒီဇင်ဘာ6ရက်အင်ကာနေ့က political သတင်းဌာနနဲ့ပြုလုပ်တဲ့မေးမြန်းခန်းမှာတမ်မရာထရမ့်ကပြောကြားခဲ့ပါရယ်ခင်ဗျာကျွန်တော်ဇော်ဝင်လိုက်ပါ